င်္ဂလာပါရှင်။နိုဗင်ဘာလ6ရက်နေ့အတွက်တန်လိုင်းထိုင်းမြေနေ့လည်ခင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လိုင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ ော့ဂရိတ်တိုက်ပွဲမှာစစ်ကောင်ရှင်တက်အထိနာနေတဲ့သတင်းနဲ့ကရင်ပြည်မှာတလာတွင်စစ်တပ်ကြောင့်အရသား30နီးပါးထိခိုက်ဒေဆုံးခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ဂါဇာနဲ့ပတ်သက်တဲ့ကုလဆုံးဖြတ်ချက်မူကြမ်းကိုအမေရိကန်ကလုံခြုံရေးကောင်စီဝင်အများစုနဲ့မျှဝေမဲ့တဲ့ဗင်နီဇွဲလားစီအတန်ထမ်းမြန်တဲ့အုံကြည့်ရေးပေးပို့ရေးရုရှားလမ်းဖွင့်ထားတဲ့သတင်းတွေနဲ့တူအာနာတိန်ကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ကရင်ပြည်နယ်ကော့ကရိတ်မြောက်ပိုင်းကကျေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ဖြင့်တက်ထိခိုက်ဒေဆုံးမှုများပြားနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကတင်ထိုင်မှုပြောပါရယ်။အာနာသိန်းစစ်ကောင်ဖြင့်တက်ဟာကော့ကရိတ်မြောက်တွေဒေါနာတောင်ပေါ်လမ်းဟောင်းကိုလည်းပြန်လည်ထိန်းချုပ်နိုင်မှုအတွက်ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစလို့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါ။ စစ်ကောင်ဖြင့်တက်စစ်ကြောင်းထိုးနေတာကြောင့်ထီဖိုးဆန်ကျေးရွာအုပ်စုနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာနိုဝင်ဘာလ9ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်ဖြင့်တက်ဘက်က ထိခိုက်ဒေဆုံးမှုတွေများပြားနေတာဖြစ်ပါတယ်တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြပြချက်အရယခုလနိုဝင်ဘာလတရက်နေ့ကနေ9ရက်နေ့အထိဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်40ထပ်မင်းထိခိုက်ဒေဆုံးခဲ့တယ်လို့ပြောပါရယ် အထင်းနာနေတဲ့စစ်ကောင်ဖြင့်တက်ဟာကျုံတိုးအခြေဆိုင်တက်ရင်တွေကစစ်မှုထမ်းတက်သားတွေနဲ့အင်အားဖြည့်တင်းပြီးထပ်မံစစ်ကြောင်းထိုးနေတယ်လို့ဆိုပါရရှင်လက်ရှိမှာတော့စစ်ကောင်ဖြင့်တက်ဟာကော့ဂရိတ်မြောက်ဒီဒေါနာတောင်ပေါ်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုအတွက်စစ်မျက်နှာနှစ်နေရာကနေစစ်ကြောင်းထိုးနေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပုံမှုလှုပ်ဆောင်နေတာပါစစ်ကောင်ဖြင့်တက်စစ်ကြောင်းထိုးနေတာကြောင့်ကော့ဂရိတ်မြောက်ပိုင်းကကျေးရွာတွေဖြစ်တဲ့မြောက်ပတိုင်းထီဖိုဆန်နောင်းမီ ကော့ဖန်ရိတ် မိဖာလဲစတဲ့ကြေးရွာတွေကဒေသခံအများပြားဟာဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျရှင်။ကရင်နီပြည်နယ်မှာပြီးခဲ့တဲ့အောက်တိုဘာလတလအတွင်းစစ်ကောင်ပြင်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်အပြစ်မဲ့အရသာပြည်သူ30နီးပါးထိခိုက်ဒေဆုံးခဲ့တယ်လို့ကရင်နီလူအခွင့်ရေးအဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလတွင်ကရင်ပြည်နယ်တွင်ရှိမြို့နယ်တွေမှာစစ်ကောင်ပြင်တပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာဖမ်းဆီးတပ်ဖြတ်တာနဲ့နေအိမ်မီးရှို့ဖျက်ဆီးတာစတဲ့လူအခွင့်ရေးချိုးဖောက်မှုပေါင်း30ကြိမ်ထပ်မံကျူးလွန်ခဲ့တာပါအဲ့ဒီထဲမှာလွိုင်ကော်မြို့နယ်မှာလူအခွင့်ရချိုးဖောက်မှုပေါင်း6ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီးဒီမော်ဆိုမြို့နယ်မှာတော့7ကြိမ်နဲ့ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်ဖြင့်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အမျိုးသား၈ဦးအမျိုးသမီး၄ဦးကလေး၆ဦးနဲ့ကြားမှခွဲခြားလို့မရသူ၃ဦးအပါအဝင်စုစုပေါင်း22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသား၅ဦးအမျိုးသမီး၃ဦးနဲ့ကြားမှခွဲခြားလို့မရသူ၃ဦးသေဆုံးခဲ့တယ်လို့ KNHRG ကပြောဆိုပါတယ်ရှင်အောက်တိုဘာလအတွင်းစစ်ကောင်ရှင်တဟာအယက်သားပြည်သူတွေနဲ့စစ်ဘေးရှောင်တွေရဲ့စိုက်ပျိုးသီးနှံတွေမရိတ်သိမ်းမှုနဲ့ ရိတ်ခါပြက်လက်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့စိုက်ပျိုးသီးနှံရိတ်သိမ်းတဲ့ပြည်သူတွေကို drone အသုံးပြုတိုက်ခိုက်တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုလည်းလှုံ့ဆော်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်စစ်ကောင်ဖျင်းတပ်ဟာရွေးကောက်ပွဲကျင်းပဖို့အတွက်ကရင်ပြည်နယ်အတွင်းထဲမှာရှိတဲ့မြို့နယ်တွေကိုပြန်လည်ရရှိရေးအတွက်စစ်ကြောင်ထိုးနေတာကြောင့်အရက်သားပြည်သူတွေထပ်မံရွှေ့ပြောင်းနေရသလိုပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂတ်စ်လအတွင်းထဲမှာလည်းရွှေ့ပြောင်းနေထိုင်ရသူပေါင်း2သိန်းနီးပါးအထိရှိလာတယ်လို့သိရပါပါတယ်ရှင်။ သတင်းလေးကိုဆက်လက်တင်ဆက်ပေးပါမယ်။ဂါဇာနဲ့ပတ်သက်တဲ့ကုလဆုံးဖြတ်ချက်မူကြမ်းကိုအမေရိကန်ကလုံခြုံရေးကောင်စီဝင်အများစုနဲ့မျှဝေမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကပြပြပေးထားပါရရှင်။ဂါဇာအတွက်သမရဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်မူကြမ်းကိုအမေရိကန်ကကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ဆယ်နိုင်ငံနဲ့ဝေမျှမှာဖြစ်တယ်လို့အမေရိကန်အရာရှိတအူကနိုဝင်ဘာလ9ရက်မှာပြောလိုက်ပါတယ်။အီဂျစ် ကာတာ၊ဆော်ရီအာရေဗီယာ၊တူရကီ၊ UAE ကိုယ်စားလှယ်တွေကအမေရိကန်နဲ့ပူးပေါင်းပြီးရှင်းလင်းတဲ့ဒေတာဆိုင်ရာထောက်ခံမှုကိုပြသသွားမှာဖြစ်ကြောင်းအဲ့ဒီအရာရှိကဖြည့်ဆွတ်ပြောပါရယ်။နှစ်နှစ်ကြာစစ်ပွဲအတွင်းအပြည့်အခက်ရဆဲရေးတစားကန်တွေလွှတ်ပေးရေးဂါဇာအတွက်ထရန့်ရဲ့အချက်20ပါဝင်တဲ့အစီအစဉ်ပထမအဆင့်ကိုအစ္စရေးနဲ့ဂါဇာရှိဟားမတ်စ်အဖွဲ့တို့ပြီးခဲ့တဲ့တလမှာသဘောတူညီခဲ့ကြတာပါ။ ပါလက်စတိုင်းတည်ငြိမ်ရေးနိုင်ငံတကာတပ်ဖွဲ့ချတာရေးနဲ့ဂါဇာအသွင်ကူးပြောင်းရေးအစိုးရအဖွဲ့အတွက်တနည်းကြလုံဆောင်ခွင့်ခွင့်ပြုရေးကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုအမေရိကန်ကမူကြမ်းရေးဆွဲထားပါတယ်။လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၀နိုင်ငံနဲ့မျှဝေသွားမယ့်အဲ့ဒီကုလဆုံးဖြတ်ချက်မူကြမ်းကိုကြောင်းလဲမှုတစုံတရာလုံဆောင်သွားမှာလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ။လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုအတည်ပြု၍အ ਨੇ စုံထောက်ခံမဲ့ကိုမဲနဲ့ရုရှားတရုတ်အမေရိကန်ဗြိတိန်ဒါမှမဟုတ်ပြင်သစ်ကဗီတိုအာဏာသုံးပြီးမပယ်ချဖို့လိုအပ်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်မူကြမ်းကိုအမေရိကန်ကရုရှားနဲ့တရုတ်တို့စီပေးဖို့အတိပေးထားပြီးပြီလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ်လိုအပ်တဲ့အစီအစဉ်အားလုံးဆောင်ရွက်နိုင်ရေးဂါဇာတည်ငြိမ်ရေးနိုင်ငံတကာတပ်ဖွဲ့ဖွဲ့စည်းရေးအသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းခွင့်ပြုဖို့အမေရိကန်ရဲ့အစာမျက်နှာနှစ်မျက်နှာပါဆုံးဖြတ်ချက်မူကြမ်းမှာဖော်ပြထားပါတယ်။ဂါဇာမှာအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုအသက်ဝင်လာပြီးနောက်ဟာမတ်အဖွဲ့ကအစ္စရေးတစားကန်တွေနဲ့တေဆုံသွားသူတွေရဲ့အလောင်းတွေကိုပြန်လွှဲပေးခဲ့ပြီးအစ္စရေးကပါလက်စတိုင်းအကျဉ်းသားတွေကိုလည်းပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအတော်အတွင်းဂါဇာမှာအစ္စရေးတွေတိုက်ခိုက်ခံရမှုကြောင့်အစ္စရေးကလက်တုပ်ပြန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပေမဲ့အပြစ်အခက်ရစေရေးသဘောတူညီမှုအများစုတည်မြဲနေရလို့ဆိုနိုင်ပါတယ်။ဟာမတ်စ်ကတိုက်ခိုက်မှုတွေထပ်လုပ်မယ်ဆိုရင်အပီးတိုင်းရှင်းလင်းပြဖို့တိုက်ခိုက်သွားမှာဖြစ်ကြောင်းအစ္စရေးကွယ်ရေးဝန်ကြီးကတတိပေးထားပါတယ်။ဂါဇာရဲ့အနာဂတ်အဆိုးရွားအဖွဲ့မှာဟာမတ်စ်ပါဝင်ခွင့်ရှိမှာမဟုတ်ဘဲအပီးတိုင်းလက်နက်ဖြုတ်သိမ်းရမှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောထားပေမဲ့ဟာမတ်စ်အဖွဲ့လက်နက်ဖြုတ်သိမ်းမဲ့လက္ခဏာတစ်ခုမှမတွေ့ တွေ့ရသေးပါဘူး။ဂါဇာမှာခြားရမဲ့နိုင်ငံတကာတပ်ဖွဲ့မှပါဝင်မဲ့နိုင်ငံတွေအများကြီးရှိတယ်လို့အမေရိကန်ကပြောထားပေမဲ့အခုထိအကောင့်ထည့်ဖို့မရှိသေးပါဘူး။အမေရိကန်ရွေးဆွဲထားတဲ့ဆုံးဖြတ်ချက်မူကြမ်းကိုကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်တွေကထောက်ခံမလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ဗင်နီဇွဲလာစီအတန်ထမ်းမြန်တဲ့အထုံးကြီးတွေပေးပို့ရေးရုရှားလမ်းဖွင့်ထားပြီးဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းလေးကတင်ဆက်ပေးထားပါရရှင်။ ဂျားဖြတ်ဖြစ်ချဖို့မဖြစ်နိုင်ပဲတမယိုးကြထိပ်ဖူးတွေနဲ့နျူကလ িয়ার ထိပ်ဖူးတက်ဆင်နိုင်တဲ့ Orange Ship ဒုံးကြီးတွေ Venezuela တို့ပေးပို့ရေးလမ်းဖွင့်ထားတယ်လို့ Russia Kremlin နန်းတော်ကပြောလိုက်ပါတယ်။မိမိတို့ကအဲ့ဒုံးကြီးတွေကို Venezuela တို့ပေးပို့ရေးလမ်းဖွင့်ထားတာကြောင့် American အနေနဲ့အန်ဝစရာတချို့နဲ့ကြုံတွေ့ကောင်းကြုံတွေ့ရလိမ့်မယ်လို့ Russia လွှတ်တော်ကာကွယ်ကော်မတီဒုဥက္ကဋ္ဌ Alexey Zurov ကပြောပါတယ်။ orange shit ဒုံးကြီးတွေဒါမှမဟုတ် caliber လို့ခေါ်တဲ့အရေးသွေးကောင်းကောင်းတသိပြထားပြီးဖြစ်တဲ့ဒုံးကြီးတွေလို့လက်နက်အစ်စ်တွေကိုမိတ်ဆွေနိုင်ငံတစ်ခုစီချထားရည်အတားအဆီးရှိလိမ့်မယ်လို့မိမိအနေနဲ့မထင်မိကြောင်းဒုက္ခတာအလက်စီကရုရှားသတင်းဌာန Gazetta Roof လို့ပြောထားပါတယ်။အဲ့ဒီဒုံးကြီးတွေဟာအာရန်ကောင်းပြီးတော့တမရိုးကြထေဖူးတွေအများကြီးတက်ဆက်နိုင်ပြီးတက်ခိုက်မယ်ဆိုရင်တော့နျူကလ িয়ার ထေဖူးနဲ့တက်ခိုက်တယ်လို့ဖျားပြဲနိုင်တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောဆိုထားပါတယ်။2024ခုနှစ်နိုဝင်ဘာလက ယူကရိန်းရှေ့ပိုင်းဒီနီပရိုမြို့မှာရုရှားက Orange Ship ဒုံးကျည်နဲ့ပထမဆုံးတိုက်ခိုက်ခဲ့ပြီးယူကရိန်းကအမေရိကန်နဲ့ဗြိတိန်ထောက်ပံ့ထားတဲ့တာဝေးပြည်လက်နက်တွေအသုံးပြုမှုကြောင့်လက်တွန့်ပြန်တဲ့အနေနဲ့အဲ့ဒီလိုတိုက်ခိုက်တာဖြစ်တယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။ Caribbean ပင်လယ်မှာအမေရိကန်စစ်အင်အားတိုးမြှင့်ချထားတဲ့အချိန်ဗီဇာလာသမရမာဒူတွေကပူတင်စီကိုတိုင်ကိုကြဆက်သွယ်ပြီးတော့စေအကူညီတောင်းခံခဲ့တယ်လို့ယုံကြည်ရပါတယ်။သမရမာဒူတို့ကဗင်နီဇွဲလားပိုင်ဆိုင်ထားပြီးဖြစ်တဲ့ရုရှားဒုတ်ဆူဟိုင်းဆုတ် 30MK2 တိုက်လီရင်တွေပြန်လည်အသုံးပြုရေးပါဝင် လေရင်ကာဝေးအားဖြစ်ပေးဖို့ရုရှားထံတောင်းဆိုခဲ့ပြီးတော့ဒုံးကျည်၁၄စင်းဝယ်ယူခဲ့တယ်လို့ Washington Post သတင်းမှာဖော်ပြပါရီ။ဗင်နီဇွဲလားဆိုရအနေနဲ့စီးချင်းချမှုတွေရင်ဆိုင်နေရတဲ့ချိန်မှာ Suhai Suk 30MK2 တိုက်လေယာဉ်တွေဟာရေးပါဆုံးတာစီခုခံရေးလက်နက်တွေဖြစ်တယ်လို့ မာဒူရိုကပူတင်စီပြဖို့တဲ့စာမှာရေးသားထားပါတယ်ကာရကတ်ဆိုရကသူတို့ရဲ့ဆေးဆွမ်းမကတိုးမြင့်ရေးတရုတ်နဲ့အီရန်စီကိုလည်းဆက်သွယ်ခဲ့တယ်လို့သိရပါတယ်အမေရိကန်နိုင်ငံတဲ့မွေးရေးစေဝါတွေဝင်ရောက်မှုကိုတားဆီးကာရီဘီယံပင်လယ်မှာလေရင်တင်သင်းပေါ်နဲ့ဒရုန်းတွေအပါအဝင်အစ်စ်မြစ်လက်နက်တွေအများကြီးချထားပါတယ်ဗနီဇလားကမ်းခြေတွေကနေထွက်ခွာလာတဲ့မွေးရေးစေဝါတင်သင်းပေါ်တွေကိုအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်စက်တင်ဘာနောက်ပိုင်းတည်ဆုံးသူ60ကျော်အထိရှိပြီဖြစ်ပါတယ်မွေးရေးစေဝါနှိမ်နင်းရေးအကြောင်းပြချက်နဲ့အမေရိကန်ကလွန်ကဲတဲ့စစ်အင်အားအသုံးပြုမှုကိုပြစ်တင်ရှုံချကြောင်း ရုရှားနိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဘာကပြောပါရီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမိမိတို့အနေနဲ့ဗင်နီဇွဲလားမှာအစိုးရအပြောင်းအလဲဖြစ်စေဖို့ကြိုးပမ်းနေတာမဟုတ်ပေမဲ့မာဒူရိုရဲ့သမ္မတယာဒူအချိန်အကန့်အသတ်ရှိလာပြီလို့ပြောထားပါရီဒီတော့တွင်စားမက်တိုက်ချင်းပြစ်ဒုံးကြီးတွေကိုလာမယ့်နှစ်ကစတင်ပြီးတော့စစ်တပ်မှအသုံးပြုသွားမှာဖြစ်ကြောင်းပူတင်ကနိုဝင်ဘာ၄ရက်မှာပြောဆိုထားတာဖြစ်ပါရီ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1939ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဆင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်ဝမ်းမှအာနာသိန်းမှုဖြစ်ခဲ့တဲ့1939ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8444ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2963ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8315ဦးအထိရှိလာပြီဖြစ်ပါတယ်။ မော်ဘီနယ်မှာတော့အနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လေထိုင်းမြေနေ့လည်ခင်နောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါတန်လေထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လေထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။